ားနေကြပါရှင်ဒီဇိုင်းဆက်တဲ့ဒီရာမှကျူစုလိုက်ပါရယ်ဒီနေ့မှာတော့ပတင်းလိုဒီဇိုင်းတစ်တီနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါရယ်ရှင်ပထမဆုံးမိတ်ဆက်ပေးခြင်းနဲ့ဘီယယ်လေးကတော့အခုစမြောက်ဆက်ထားတဲ့ယူမတီဆိုဘီယယ်လေးပဲဖြစ်ပါရယ်ရှင်ဒီဘီယယ်လေးကဆိုလို့ရှိရင်တော့မိုးဆက်နဲ့ပန်းခွင်လေးကိုရိုးရှက်ပြီးတော့ခလုတ်ပေးထားပဲဖြစ်ပါရယ်အပေါ်မှာဆိုလို့ရှိရင်လည်းဒီမိုးဆက်တွဲလေးတွေကိုလှပတဲ့ဆက်ဆိုခလုတ်ပေးထားပဲဖြစ်ပါရယ်ရှင်ရှင်အားဖြင့်ဆိုလို့ရှိရင်လေဒီကြောင့်ဝင်တင်တဲ့အလှပထဲဝါစာကိုဆက်လို့ရပါမယ်ဖြစ်ပါရဲ့ရှင် နောက်ထပ်မိတ်ဆက်ပေးမယ့်ဒီဇိုင်းလေးကတော့စမရဲ့ဒီဘယ်ဘဲလက်မဝတ်ဆင်ထားတဲ့မိငရောပန်းဝင်လက်ဆွေလေးပဲဖြစ်ပါတယ်ရှင်။ဒီလက်ဆွေလေးကဆိုလို့ရှိရင်တော့ပန်းဝင်၆ဘက်ပွင့်လေးနဲ့အဲလှပတေးသက်စွာခလုတ်ပြီးထားပါတယ်ရှင်။ချွေရင်လေးကလည်း၆ဘဲကြော်လေးနဲ့လူများကြားမှာပေါ်လင်းလှပစင်မဲ့လက်ဆွေဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။ ေးမဲ့ဒီဇိုင်းသစ်လေးကတော့သမီးရဲ့ဒီဘယ်ဘက်လက်မှောက်ဖြစ်စင်ထားတဲ့မင်းကတော့ပန်းမွေလက်ကောက်လေးပဲဖြစ်ပါရဲ့ရှင်။ဒီလက်ကောက်လေးကဆိုလို့ရှိရင်တော့အလင်းမှာပန်းမွေလေးနဲ့ဘေးဘက်မှာတစ်ခတ်လေးကြားထွက်နေတဲ့လက်ကောက်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်။ကျွင်လေးဆိုလို့ရှိရင်လည်းနှစ်ချက်ဝန်းကျင်ထဲနဲ့လှပထဲဝါသာဝတ်ဆုံရမှာဖြစ်ပါရဲ့ရှင်။ ဆိုင်တက်လေးကတော့စမရဲ့ညာဘက်လက်မှာဝှစ်စင်ထားတဲ့ဇပက်စီဘဲဥပုံလက်စလေးပဲဖြစ်ပါတယ်။လက်စတီရှေကြွားကြွားလေးဝှစ်ချင်တဲ့မမကြီးအတွက်ရွှေချင်းရှစ်ပဲသားဝှစ်ချင်နေတဲ့ဝှစ်စင်လို့ရအောင်ခက်လုပ်ပြီးထားပဲဖြစ်ပါတယ်ရှင်။ ဆိုင်တဲ့အနေနဲ့စနေရဲ့ညာဘက်လက်မှာဝတ်ဆင်ထားတဲ့တော်ဝင်ဒီစီပန်းလက်ကောက်လေးနဲ့မျှပ်ပေးပြရသေးရှင်။ဒီလက်ကောက်လေးကဆိုလို့ရှိရင်တော့ပန်းဝင်ကိုမှဖြာချွတ်နေတဲ့ဒီဇိုင်းတွေခလုတ်ပေးထားပဲဖြစ်ပါတယ်။ချူချင်လေးကတော့တစ်ချက်ကိုပဲကြော်နဲ့ပွဲလက်ဒီစီမဲ့လက်ကောက်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။ ဲ့နောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့ဒီဇိုင်းလေးကတော့အခုဆင်ထားတဲ့မိရောပန်းပွင့်နက်ဆွဲလေးပဲဖြစ်ပါတယ်ရှင်။နက်ဆွဲလေးကတော့ပန်းပွင့်လေးကိုမှအောက်ဘက်မှာမိုးစိအတွဲလေးနဲ့ခုပ်ပြီးထားပဲဖြစ်ပါတယ်ရှင်။ချွေချိန်လေးကတော့တကြက်စောစောလေးနဲ့ပွဲတက်လို့ရမယ့်နက်ဆွဲဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။